အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ HMB ဘိုးသူရတွေမျှဝေပေးနေတဲ့ခိုင်သိမ်းမှာဒီနေ့မိတ်ဆွေတို့ကိုနေပြည်တော်မှာအင်ချမ်းမြေဝယ်မယ်ဆိုရင်ပေါ့နော်ဒါလေးကိုကျွန်တော်အကြံပြုချင်ပါတယ်ဘလို့အကြံပြုမလဲဆိုလို့ရှိရင်အင်ချမ်းမြေမဝယ်ခင်မှာခရံထွက်ပြီးတဲ့အင်ချမ်းမြေနဲ့ခရံမထွက်ခင်အင်ချမ်းမြေဆိုပြီးတော့မျိုးရှိပါတယ်ကျွန်တော်အခုပြောမယ့်ပုံစံကကြတော့ခရံမထွက်ခင်ဆိုလို့ရှိရင်ဘာတွေလိုမလဲဘယ်အချက်တွေလိုမလဲ ါလေးကိုသိအောင်ပြောပြပြမိမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့အင်ချင်မြေဝယ်မယ်ဆိုရင်တော့ဒီမြေဝယ်နဲ့ပတ်သက်ပြီးသူကရေခွန်၊မီးခွန်ပြီးရင်အဆောက်အဦခွန်ရှိပါတယ်။ဒါတွေမကပဲမြေခွန်ဆိုပြီးရှိပါတယ်။ဒီအခွန်စာရွက်တွေတခြားစစ်ဆေးပါ။နောက်ပြီးတော့ကျတော့သူကတကယ်လို့ဝယ်ဖို့အတွက်တခြားယူဆိုလို့ရှိရင်ဆေးရန်ပေးပြီးငွေချပေးရတဲ့ပါဝါရအောင်အင်း အထွေထွေကိုယ်စားလှည့်လွှဲတာပေါ့နော်ကြည်ပြရအောင်ယူထားပါပြီးရင်နောက်တစ်ချက်အနေနဲ့ကတော့မှတ်တမ်းဓာတ်ပုံပေါ့နော်မှတ်တမ်းဓာတ်ပုံရအောင်ယူထားပါနောက်တစ်ချက်အနေနဲ့ကတော့ရှေ့နေနဲ့ခိုင်ခိုင်မာမာပေါ့နော်စာချုပ်ခိုင်မာအောင်ချုပ်ပါဒါလေးကိုတည့်အောင်မျှဖို့ပြင်ချင်းဖြစ်ပါတယ်။ဒါကခရံမထွက်ခင်ပေါ့နော်။ဘယ်လိုခရံထွက်ပြီးသားဝင်မယ်ဆိုရင်တော့ခရံကိုဒီခရံနဲ့ပတ်သက်ပြီးတော့ဒီအိမ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ကျွန်တော်တို့အဲစီပင်နေပြီးတော့စီပင်မှာ မဝယ်ခင်မှာစစ်ဆေးလို့ရပါတယ်ဒါကတော့မဝယ်ခင်ဆေးရမယ်ခရင်စာအုပ်ရဲ့အခြေအနေပေါ့နော်ပြီးရင်ဒီလိုဝယ်မှုတွေတကြပြီဆိုလို့ရှိရင်တရင်စာကြုံညာပါဒါလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ခုနပြောသလိုပဲခရံထွက်ပြီးရင်လည်းခုနကဘာလို့မဲဆိုလို့ရှိရင်ပါဝါအဲဒါ SP ပေါ့နော်အထူးကိုယ်စားလွှဲတာလွှဲဖို့လွှဲရမှာဖြစ်ပါတယ်။ပြီးရင်ငွေချေတဲ့မှတ်တမ်းထပ်ပုံတွေလိုပါမယ်။ခုနကပြောတဲ့ရေရေခွန်တွေမီးခွန်တွေ ်ညေခွန်ဒီဒီအခွန်ပြည်သားတွေလို့ရမယ်ဒါတွေဒါတွေပါမှသာကျွန်တော်တို့ကဆရာချပြီးအကြောင်းဝယ်ပြတော့မှာဖြစ်ပါတယ်ဒါကအခြေခံနေနဲ့ပြောပြချင်းဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်